တဲ့ရင်ဒွင်းဒီပန်ကိတ်လုပ်ပြီးသွားပြီဆိုတော့နောက်ထပ်နောက်ထပ်ကတော့အဲစားဖို့ပေါ့နော်ထမင်းနဲ့စားတဲ့ဟင်းလေးကိုလွယ်ကူမြန်ဆန်တဲ့ဟင်းလေးပဲချက်ပြပါမယ်အရာတော့တခါတည်းနဲ့အသားလဲပါ အရွက်လဲပါအရည်လဲပါပေါ့သူရင်ဝမ်းပေါ့ဟိုအရင်အလုတ်ရှုပ်တဲ့အိမ်ရှင်မတွေနောက်ပြီးတော့ဟိုအရွက်မစားဘူးဟိုမစားဘူးအရည်မစားဘူးဆိုတော့ကြီးများတဲ့ကလေးတွေအတွက်ပေါ့နော်ဟိုပဇွန်ဆိုတာတော့ကလေးတိုင်းကြိုက်တယ်အရွက်ကလေးလဲပါအောင်အရည်လေးလဲပါအောင်ဆိုပြီးတော့ လွယ်ကူလဲလွယ်ကူတဲ့မြန်ဆန်တဲ့ဟင်းလေးကိုချက်ပြပါမယ်နော်ဒီထိုင်ဝမ်မုံညင်းကတော့ပဇွန်နဲ့ကတော့လူတိုင်းတော်တော်များများချက်ကြတယ်ပေါ့နော်ဒီတဲကတော့အရေတော့ကလေးအနေနဲ့ချက်ပြခြင်းတယ်ပါဆိုကလေးတွေလည်းစမ်းစားလို့ရတယ်အရသာလေးလည်းကောင်းအောင်လို့ပေါ့နော်အဲ့လိုချက်ပြမယ်နော်ဆိုတော့ပထမဆုံးပဇွန်ကိုအခွန်ခွာထားရပါမယ်ခွန်ခွာထားပြီးတော့ပဇွန်20သားဆိုရင်ထိုင်ဝမ်မုံညင်းကအသေးအကြီးရောရာ 10ခု13ခုလောက်ပေါ့เนาะအဲ့ဒါဆိုရင်ရပါတယ်ဆို15ခုလောက်လည်းရတယ်ဒီပဇောကနည်းနည်းကြီးတဲ့အတွက်ကြောင့်15ခုလောက်လည်းရတယ်ဆိုတော့ C ဒီဟင်းကတော့ C နည်းနည်းလေးသုံးပါမယ်เนาะဒီတဲကတော့ကျမရင်းနဲ့ညီညွတ်အောင်လို့ဒီနေကြစီလေးကိုသုံးပေးထားတယ်เนาะတိတ်အများကြီးတော့မဟုတ်ဘူးနည်းနည်းလေးပဲချက်တုံယူစီတက်မှာမို့လို့เนาะ C လေးကိုနည်းနည်းလေးပဲထည့်ပါတယ်ပဇွန်ငါနည်းနည်းညှီရဲ့ခါကြတော့ ကျက်သွုံဖြူလေးစီတက်လိုက်တော့ကျက်သွုံဖြူများများလေးတုံးလိုက်မယ်နော် ချက်တုံကတိတ်ဟိုကျွန်းသွားစရာမလိုဘူးပေါ့နော်ဖြူဖြူလေးနဲ့ချက်တုံအစိမ်းနှံပြောက်ပြီးတော့ပွေးလိုက်ရပြီနော် က်တာနဲ့တစ်ခါလဲပစုံမှန်တစ်ခါလဲစီတက်ပြီးတော့ရှင်းပြီးတော့ပြီးတော့မှပြန်ပြုတ်မှန်ပါเนาะအဲ့ဒါပြီးလို့ရှိရင်စီတက်ပြီးနည်းနည်းလေးမှုေးလာပြီဆိုလို့ရှိရင်အိုးလဲပြီးတော့ပစုံကိုပြုတ်မှန် Ta xôn châu gì nè Mô nhiều hộp dàm châu mà một hộp Ta xôn hộp châu nè Suang jauh tham, suang jauh tham, apa, no? Su à tha màu màu, tu suang jauh me,

အသားရောအရွက်ကောအရေရောတစ်ခွက်တည်းပါတယ်ခင်ဆိုလဲပြီးရောဒီတဲရိုးဆိုလဲတစ်ခါတလေအိမ်ပြန်ရောက်မှရေခဲတက်တာဖွင့်ပြီးတော့အမှတစ်ခွက်တည်းနဲ့ပြီးတဲ့ဟင်းကိုချဲရလေးရှိတယ်ဆိုတော့အဲ့လိုမျိုးဟင်းလေးရှာထားရတာပေါ့ဘယ်လိုလဲဆားလို့ကောင်းမဲ့ဟင်းပေါ့နော်ဆားလို့ကောင်းမဲ့ဟင်းအရွက်ပါရမယ်အသားပါရမယ်ပေါ့နော်ဆိုရင်ညမိုးချုံမှ6နာရီလောက်မှချဲရတဲ့ဒီကြတော့အသားချက်လိုက်အရွက်ချက်လိုက်လုံးဖို့မလွယ်ဘူးအဲ့တော့အသားရောအရွက်ကောတခါတယ် ပါတဲ့ဟာမျိုးပေါ့နော်အဲ့လိုတခါတည်းပါမဲ့ဟာကြတော့ပဇွန်လေးနည်းနည်းပို့ထဲတာတို့ဘာတို့ပေါ့ဟင်ခတ်မုံမထဲဘူးဟင်ခတ်မုံမထဲဘူးဘာလို့ဆိုတော့ပဇွန်ပြုတ်ရည်ရဲ့အရာသာကိုယူတာဆိုတော့ပဇွန်အချိုရည်ကဒီအရည်ထဲမှာထွက်မှာပဲဆိုတော့ဒီတက်ဟင်ခတ်မုံမတော့ဘူးပြီးမှဟွာလေး ခယူးစီလင်းနဲ့နဲ့တုံးတယ်။ဘာပြောလို့ဆိုတော့ပဇွန်ကပြုတ်လိုက်ပြီဆိုတဲ့ခါကျတော့သူ့ရဲ့အချွေရအပြင်ကိုထွက်သွားတယ်။ထွက်သွားတဲ့ခါကျတော့မှုေးအောင်လို့ဆိုပြီးတော့ခယူးစီလင်းနဲ့နဲ့တုံးတယ်။ဒီအရေကတော့သူကခြုံသွားပြီးသားဖြစ်တဲ့အတွက်ကြောင့်ဟင်ခတ်မုံဒီဟင်းမှာတော့မတုံး။တော်တော်လေးပုတ်ပွက်ဆူတဲ့အထိထားလိုက်တော်တော်လေးပုတ်ပွက်ဆူပြုတ်ထားရမှာပေါ့။ပဇွန်အချွေထွက်အောင်ပုတ်ပွက်ပုတ်ပွက်ဆူတဲ့အထိပေါ့။စားမယ်ဆိုရင်ရုပ်ကောင်းမှုတွေပါရထည့်စားလို့ရတယ်။ မစားတာကောင်းတယ်မလိုက်ဘူးမလိုက်ဖက်ဘူးဒီဟင်းကသူကဟိုဘယ်လိုခေါ်မလဲအနုချက်တဲ့သဘောမျိုးပေါ့နော်ပျော့ပျော့ပော့ပော့လေးနဲ့ကျမရင်းနဲ့ညင်ညွတ်တယ်စီမပါဘူးဟင်းခတ်မှုတ်လို့အရသာမှုတ်နေပါရင်မပါဘူးအဲ့လိုမျိုးတဘာဝပစွန်အချိုအရသာကိုပဲဦးစားပေးပြီးချက်ထားတာဆိုတော့သူကနောက်ပစွန်ရဲ့အမွှေးနောက်ကျက်သွန်ပြူရဲ့အမွှေးနဲ့ခယူးစီလေးရဲ့အနံ့နဲ့ဆိုတော့ရုပ်ကောင်းထည့်လိုက်ရင်ကြတော့သူကဟင်းအရအနံ့ပြက်သွားမှာပေါ့နော် ဆိုတော့မထဲတာကောင်းတယ်တော်လေးပုတ်ပွက်ဆူလာပြီဆိုရင်ရတာမြည်ကြည့်လိုက်ပစောအချိုကြီးမတိတ်မထွက်သေးဘူးဆိုရင်ခဏလေးစောင့် နည်းနည်းလေးရေနည်းနည်းလေးခန်းသွားတဲ့အထည်ပေါ့နော်အခုဆိုရင်နည်းနည်းလေးတော့ထွက်တယ်အခုဆိုရင်ဒါပဇွန်ရဲ့အမွှေးနှံ့ရဲ့ကျက်သွုံပြူရဲ့အမွှေးနှံ့ရဲ့ထွက်လာပြီဆိုတော့သူ့အနံ့ကိုပျောက်လို့မဖြစ်ဘူးအစောကပြောသလိုမြေုပ်ကောင်းခတ်လိုက်ရင်တော့အနံ့ပျောက်သွားမှာပေါ့နော်အဲဆိုရင်တော်တော်လေးလဲပွက်ပြီပဇွန်လဲကျက်ပြီလို့ယူဆရတဲ့အနေထားမှာပဇွန်ခဏဆဲထားလိုက်ပဇွန်ကကြတော့သူကကလေးတိုင်းကြိုက်တယ်အရွက်ကကြတော့ကလေးတိုင်းမကြိုက်ဘူးအဲ့တော့ အရွက်ကောက်ပစုံရောစားပြစ်အောင်အသားရောစားပြစ်အောင်ဆိုရင်ဒီလိုဟင်းလေးတွေကထောက်ခုပြူတယ်ပေါ့နော်အေးပုတ်ပွက်စုနေပြီဆိုရင်မီလင်းနဲ့နယ်လီရှော့ပြီးတော့ဒီအရွက်ကလေးတွေကိုစီထည့်မယ်တိတ်ထုနေလို့ရှိရင်ဒီလိုလေးတွေခွဲထားပြီးတော့မှစီထည့်မယ် ရွက်ကတော့အနူးမြင့်တယ်။အရိုးကကြံ့နေတတ်တယ်။ဆိုတော့သူစိတ်ရှိရှိဟိုဘက်ဒီဘက်လှည့်ပေးပြီးတော့မှအရိုးပါနူးအောင်လို့အဲ့ဒါကြောင့်အဆောင်ကလည်းထက်ချမ်းခွဲထားတာအရိုးပါနူးဖို့ကလေးတွေနည်းနည်းလူအောင်စောင့်အောင် အရွယ်နည်းနည်းနူးအောင်စောင့်မယ်နောက်အရည်လေးနည်းနည်းခန်းအောင်စောင့်မယ်ပေါ့နော်ဒီပဇွန်အချိုရည်လည်းအရွယ်ထဲကိုဝင်အောင်အရွယ်ကလေးလည်းနူးအောင်ချိုးရရတော့ပဇွန်မပြုတ်ဖဲနဲ့ပဇွန်ခရူးစီနဲ့ကြော်တယ်ပြီးတော့ဒီအရွက်ကိုပြုတ်ပြီးတော့မှရောတယ်ပေါ့နော်အဲ့ဒါလည်းတစ်မျိုးပေါ့ဟိုပဇွန်အနံလေးရမှုရနေတယ်နော်ပဇွန်အနံလေးရမှုရစက်သွုံဖြူနဲ့ပဇွန်နဲ့ဆိုတော့တဘာဝအနံပေါ့ ခုဆိုအခုဆိုရင်တော့ဒါငုံညင်းရွက်ကိုကျုပ်လို့ပြီးသွားပြီအရေလေးခြံထားတယ်အရေတော့ဟိုအရေလေးထမင်းနဲ့ဆန်းစားလို့ရအောင်ပေါ့နော်သူ့ရပြီဆိုလို့ရှိရင်ပဇွန်ကသူကဆောရုံးကအရေပြုတ်လိုက်တဲ့အတွက်ကြောင့်အရသာကနည်းနည်းလေးသူ့ရှိမှနဲဝါပြီပေါ့နော်နဲဝါပြီဆိုတော့သူ့အရသာပြန်တက်ဖို့အတွက်ကိုခယူးစီလေးနဲ့နည်းနည်းလေးပြန်ပြီးတော့အရသာပြန်လုံးမယ်ဆိုရင်သူ့ကိုထည့်လိုက်မယ် ထည့်ပြည့်အချိန်မှာခယူးစီလေးနည်းနည်းထည့်လိုက်ပါကူစီလေးနဲ့နှောင်းအောင်နည်းနည်းလေးမှွေပေးလိုက်ရင်အယောင်လေးလည်းပြန်ပြီးတော့တက်လာတယ်เนาะအယောင်လေးလည်းတက်လာတယ် ကြအရသာရောအနံ့ရောပြန်ပြီးပြေဆုံးသွားတာပေါ့နော်။ဒါဆိုတော့ဆောင်းကသူ့ရဲ့အရသာရောအမွှေးနံ့ရောဒီဟင်းတို့ရဲ့မှာပါသွားပြီဆိုတော့แน่ๆนี่เปลี่ยน6ออกจ่อไล่เลยป่ะเนาะอ่ะဆိုရင် तू อ่ะ6ตัวပြီเนาะပြည်ပြည်ပြည်หนีลาပြီဆိုရင်ยาပြီยาပြီတော့အစောင်းကပြုတ်ရည်โอ้ပြန်တင်มั้ย ပြန်တင်ပြီးတော့ပဇွန်နဲ့ပြန်ပေါင်းမယ်ပဇွန်ကိုအထဲအထိရောက်မသွားအောင်လို့အပေါ်လေးမှာပဲတင်ထားလိုက်တော့မယ်တင်ထားပြီးတော့ဒီလေးနည်းနည်းလေးပြန်ပွက်ခိုင်းလိုက်မယ်စားကျင်စရာပဲအခုဆိုရင်ခရုစီပါပါတဲ့အတွက်ကြောင့်ထွက်လာတဲ့အနံ့ကအယမ်းကိုပဲသူပွက်ပြီးွားပြီဆိုရင်ဒီဟင်းကရွာွားပြီပေါ့နော် ပူပူနွေ့နွေ့လေးကိုထမင်းပူပူနေနဲ့စားလိုက်မယ်ဆိုလို့ရှိရင်အရန်ကိုပဲဒါဆိုလို့ရှိရင် तू ကဒီတဲ့ကတော့3 in 1လို့ပြောတာပေါ့နော်အရေတောက်လဲပါသွားတယ်အသားလဲပါတယ်အရွက်လဲပါတယ်လွယ်ကူမြန်ဆန်ပြီးတော့မှဟင်းတစ်ခွက်ထဲနဲ့ကြီးပြည့်စုံတဲ့မိသားစုထမင်းဝိုင်းလေးပေါ့အရန်ကောင်းတယ်မြည်ကြည့်အရန်ကောင်းတယ်မြည်ကြည့်ပါအောင်ချိုးမမပါနဲ့တော်တော်ကောင်းတယ်တော်တော်ချိုးတယ်ပဇွန်က သူကလက်လေပို့ချိုးနေပေါ့နော်ပဇွန်လက်ရင်ပို့ပို့ပြီးတော့ချိုးတယ်ဟုတ်ကဲ့ဒါဆိုလို့ရှင်เนาะအရန်ကိုလွယ်ကူလဲလွယ်ကူတယ်ညံလဲညံဆန်တယ်ပြီးတော့အဖက်ဖက်ကပြည့်ပြည့်စုံတဲ့အာဟာရနဲ့ပြည့်ဝတဲ့ဟင်းပွဲလေးပေါ့เนาะ ဆိုရင်အရာကတော့မိသားစုပဲဖြစ်ဖြစ်ခလေးဟိုခလေးပဲဆာဆာလူကြီးပဲဆာဆာတက်ကြီးရွယ်ဟိုပဲဆာဆာဘာအမြဲမှမရှိပဲနဲ့ကျမ်းမာရင်လည်းပြည့်ပြည့်စုံနဲ့ထိုင်ဝမ်မုံညင်းပဇွန်ဟင်းတစ်ခွက်ဖြစ်ပါတယ် ီတစ်ပတ်မှာတော့ဟင်းချက်ဝါနာရှင်တယောက်ဖြစ်တဲ့အန်ဒီတဲနီရဲ့နေပြီးတော့အိုင်ဝမ်မုံရင်းပစုံဟင်းချာတို့ကိုချက်ပြုတ်ပြတ်တာပြီးတော့ဖြစ်ပါတယ်။နောက်တစ်ပတ်တွင်မှာလည်းဘလို့ရင်းလျာမျိုးတွေကိုချက်ပြုတ်ပြတ်တာအောင်လဲဆိုတာကိုတောင်းတော့ကြည့်ရှုကြပါအောင်လို့ဒီကနေပဲတိုက်တောင်းအပ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။